လက်ရှိပြည်သက်တွေကြားထဲမှာကရက်ထနေတဲ့မင်းသမီးတောင်းနဲ့ချစ်သူတွေဖြစ်ခဲ့မှုကြောင့်ထုတ်ဖော်ပြောဆိုလာတဲ့ရူတာရန်ကုန်ဆယ်လီနျူးပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ပြည်သက်များရှင်အမှုပညာလောကကရှုပ်ထွေးတာကလူမှုရေးကိစ္စတွေနဲ့ပို့ပြီးရှုပ်ထွေးနေတယ်လို့ပြောရမယ်ဆိုရင်တော့လုံးဝမမှားပါဘူးအမှုပညာရှင်တွေကလူမှုရေးအရှုပ်ရှင်တွေအင်မတန်များတာကြောင့်တခြားနိုင်ငံနဲ့မတူပဲမြန်မာနိုင်ငံကအခွင့်အရေးထူရနေတယ်လို့တောင်ဖြစ်နေတာပါကိုရီးယားလိုနိုင်ငံမျိုးမှာဆိုရင်အမှုပညာရှင်တွေကလူမှုရေးအရှုပ်ရှင်တွေဖြစ်လာပြီးဆိုရင်အဲ့ဒီ နုပညာရှင်ကပလောက်ပဲတော်တော်ပလောက်ပဲထမြန်ထမြန်ပရိသတ်တွေရဲ့မုံတီးခြင်းကျင့်ပယ်ခြင်းကိုခံရပါတယ်ဒါပေမဲ့မြန်မာပြည်ကအနုပညာရှင်တချို့ကတော့ဒီလိုမျိုးကျင့်ပယ်ခြင်းမခံရတဲ့အပြင်ပိုပြီးတော့နာမည်ကြီးလာသလိုတောင်ဖြစ်နေကြတာပါဒီလိုမျိုးအရှောရှင်တွေကြောင့်အမြဲတမ်းကြရထနေတဲ့အပြင်အခုတခါမှဆိုရင်လေရိုတာကအခုလိုကြရထနေတဲ့မြင့်သမီးတအုံနဲ့ချစ်ကြိုက်ခဲ့မှုတဲ့အကြောင်းထုတ်ပေါ်ပြောဆိုလာခဲ့ပြန်ပါတယ်ရိုတာဟာဆိုရင်လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ VCD ခေတ်တည်းမှာ MTV သတင်းပေါင်းများစွာကိုရိုက်ကူးကြရတယ်လို့ ို့ဗီဒီယိုခင်မှာဆိုရင်လည်းစကားပေါင်းများစွာကိုရိုက်ကူးခဲ့ရပါတယ်။ရူတာကရခိုင်လူမျိုးဖြစ်ပြီးနေတို့အပေါ်မှာအမြင်မကြည်လင်တဲ့အမှုပညာရှင်တအုပ်ဆိုရင်လည်းမမှားပါဘူး။ရူတာကတအားကိုနာမည်ကြီးကျင်ခဲ့ပါတယ်။ဒါပေမဲ့အမှုပညာမှာစမ်းသိမ့်မပါဘူးလို့ပြောရမယ့်ရူတာကသူရင်အောင်မြင်မှုတွေကမင်းမိန်နေကြရပြီးအခုတခါမှသာပြန်လဲပေါ်ပေါက်လာတာဖြစ်ပါတယ်။အမြဲတမ်းဝေဖန်မှုတွေကိုပဲပြောဆိုနေတတ်တဲ့ရူတာကဒီတခါမှတော့ အခုတခါမှာပရိသတ်တွေရဲ့ကြားထဲမှာကငယ်ထနေပြီးနမင်ကြီးနေတဲ့မင်းသမီးတအုပ်နဲ့ချစ်သူကြီးစားတွေဖြစ်ခဲ့မှုပါတယ်လို့ဖွင့်ပြောလာခဲ့ပြန်ပါတယ်။သူကကျွန်တော်နဲ့ကြိုက်ခဲ့မှုပါတယ်။ဒါပေမဲ့အချိန်ကြီးအကြောင်းကြောင့်ကြောင့်ကျွန်တော်နဲ့လန့်ခွင့်ခဲ့ရတယ်။ပြောရမယ်ဆိုရင်တော့သူရဲ့ဘဝအတွက်ငွေကြီးချမ်းသာမှုအတွက်ယူချေသွားတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကချစ်လျက်နဲ့လန့်ခွင့်လိုက်ရတာပါဆိုပြီးပြောပြလာခဲ့ပါတယ်။သူ့အနေနဲ့ကတော့သူချစ်တဲ့သူကဘယ်လိုလူမျိုးပဲဖြစ်နေပါစေသူ့စီကိုပြန်လာမယ်ဆိုရင်အချိန်မီ၍လက်ခံမယ်လို့ပြောသွားခဲ့ပါတယ်။တကယ် ယ်လို့ကျွန်တော်ချစ်တဲ့အမျိုးသမီးကအခုချိန်မှာပြန်လာခဲ့မယ်ဆိုရင်သူမလိုက်ပွဲဘလောက်ပဲပါပါကလေးတရားမကလို့နှစ်ယောက်ပဲပါပါကျွန်တော်ကတော့လက်ခံအောင်ပါပါလို့ပြောပြခဲ့ပါတယ်ရိုတာကကျွန်တော်အနေနဲ့အချစ်ဆိုတာကိုလက်ခံပါတယ်လူပြိုကြီးတော့တသက်လုံးမလုပ်ပါဘူးအခုချိန်မှာဆိုရင်တော့ကျွန်တော်ကအိမ်တော်ရှိတယ်လို့လို့မရှိတယ်လို့လို့ရီးစားရှိတယ်လို့လို့မရှိတယ်လို့လို့ဖြစ်နေတာပါလို့ပြောပြခဲ့ပါတယ် ရိုတန်းရဲ့စကားတွေကြောင့်ပြည်သက်တွေကလည်းတော်တော်လေးအတွေးများစရာဖြစ်သွားခဲ့ပါတယ်။လက်ရှိမှာနာမည်ကြီးနေတဲ့သူကဘယ်သူလဲဆိုတာကိုလည်းပြည်သက်တွေကသိပြီးသားဖြစ်မှာပါ။တကယ်လို့အဲ့ဒီမင်းသမီးနဲ့သားရိုတာကချစ်ကြိုက်ခဲ့တယ်ဆိုရင်တော့တကယ်ကိုဇက်ရှုပ်ကြီးဖြစ်သွားပြီဆိုပြီးကွန်မန့်တချို့မှလည်းတွေ့ရပါတယ်။တချို့ကလည်းရိုတာကနာမည်ကြီးခြင်းလုံးလုံးပွဲလန့်လုံးဖျားခင်းတာလို့ဆိုကြတာမျိုးတွေရှိသလိုတချို့သောသူတွေကလည်းရိုတာက SNS တစ်ခုဖြစ်ပြီးရဲ့နောက်ပိုင်းမှာတော့ကျမ်းမာရေးထိခိုက်သွားလို့အခုလိုမျိုးစကားတွေကိုဘယံပဓာပြောတက်လာတာလို့ပြောကြခဲ့ပါတယ်။တချို့ ို့ကလည်းရူတာကနာမည်ကြီးကြံလို့အခုလိုမျိုးတွေရှာပြောနေတာဆိုပြီးဝေဖန်မှုတွေကမြင့်တက်နေတာဖြစ်ပါတယ်။ရူတာကတော့သူကတော့ယုတ်တီကြီးနဲ့သူ့အနေနဲ့အခုလိုမျိုးနာမည်ကြီးနေတဲ့မင်းသမီးတအုပ်နဲ့ချစ်ကြိုက်ခဲ့ကြောင်းနဲ့အဲ့ဒီမင်းသမီးသားသူ့ကိုပြန်လက်ခံမယ်ဆိုရင်အချိန်မီ၍ပြန်လည်ပြီးတော့မှအဆင်ပြေဖို့အတွက်စူးစမ်းနေမှာဖြစ်ကြောင်းပြောကြားခဲ့တာပါ။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးရောရူတာပြောခဲ့တယ်နာမည်ကြီးမင်းသမီးဆိုတာဘယ်သူများဖြစ်မလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်။